ဒီကကြတော့ဆရာရဲ့ကျွန်တော်ပခုံးကဒီပခုံးတော့နောက်ဆုံးဒီနောက်ဆုံးကနာတယ်ဆရာရဲ့ကျွန်တော်ဘာဖြစ်သွားလဲမသိဘူးအဲ့လိုလူမျိုးတွေကြတော့ဘလိုပုံစံအကျော်ပြန်လျှော့ပေးရမလဲဆိုတော့လဝါလေးကိုဖြန့်လိုက်မယ်လဝါလေးဖြန့်ပြီးတော့လက်ရှားလေးကိုသလိုကင်လိုက်မယ်လက်ကိုဆက်မယ်ချောကိုကြတော့နှစ်ပေလောက်ချဲလိုက်မယ်ဒီလက်ဖြန့်ကိုလက်ဖြန့်ကိုပခုံးဒါပေါ့ဒီဒူးပေါ်တင်လိုက်မှာ sorry ပေါင်ပေါ်တင်လိုက်မယ်ပေါင်ပေါ်တင်လိုက်မယ်ဒါပြီးတော့အောက်ကိုတစ်ချမ်းဆောင်အိတ်လိုက်မယ် အဲ့တော့ဆက်ဆက်ကန်ထားမှာဆက်ဆက်ကန်ထားလို့ရှိရင်ဒီပခုံးရောပါမယ်ဒါလက်တွေ့လောက်ပြမယ်နော်ထိုင်မယ်ကျွန်တော်တို့နှစ်ပေလောက်ချင်းဟောပြီးအလုံးချင်းဒီလိုဒီလိုအေးအဲ့လိုထားမယ်အဲ့တော့တားရဲ့ဒီပခုံးနာရယ်ဆိုပါဆိုဒီနေရာနာပါတယ်အဲ့ဆိုဒီလက်ကိုဖြတ်မယ်ဒီဒီလက်ပဲဒီလက်ကိုလက်လေးချောင်းကိုလောက်ကင်မယ်လက်ကိုဆက်အဲ့ဒီဟာကိုပေါင်မတင်လိုက်နင်းနေနေဟောပြီးလက်ကိုဆွဲတာ ဟောပြီးဒီဒီဟာကိုဒီဘက်ကိုကြာဒီနေရာသွားအေးဒီဇောင်းအိမ်ဘယ်နေရာထိတယ်ပြောခေါင်းအောင်ဖတ်လို့လက်မကြည့်နဲ့ဒီဇောင်းအိမ်ဘယ်နေရာထိလဲဒီနေရာထိတယ်နော်โอเคအဲ့ဒါဆက်စက္ကန့်ထားမယ်ဟုတ်လားပြန်ဒီဘက်ကိုသွားမယ်ဒီဘက်ကိုပြန်လုံးမယ်ဒီဘက်ကိုဟောပြီးဒီဘက်ကိုလုံးတယ်ဆိုမဲ့နားရဖက်တယ်လေလုံးလုံးမရဘူးဒီဘက်ကိုပြန်လုံးအောင်ဒီဘက်တင်မယ်ဒီဘက်တင်ရမနော်ဒီဘက်ကိုအိတ်လိုက်ဒီဘက်ထိလဲ ်ဒီနေရာဝဲဒီစောက်အိမ်မဲဟင်ဒီလိုအိမ်မဲအော်ဖီမင်းနေနေအိမ်လိုက်ရတယ်လို့အိမ်ဟုတ်တယ်နော်ဆုံသွားလားအဲဟုတ်ပြီဒါဒီဆုံဆရာရဲ့ဆုံနာသွားတယ်ဆိုတဲ့လူတွေအတွက်နော်ဟုတ်ပြီလားဟုတ်ပါလားโอเคဟဲ့နောက်တဲ့တမျိုးပြပေးမယ်နော်နောက်တမျိုးကျတော့ဘာလဲဆိုတော့ဒီလက်ပြင်အောင်းတဲ့လူကစားရင်းနဲ့ဒီလက်ပြင်ဒီနေရာအောင်းသွားတဲ့လူ ်နော်လက်ပြငုတ်တလို့လို့ဘာလို့လို့ဖြစ်သွားတာကွာလက်ပြငုတ်တာတော့မဟုတ်လက်ပြအောင်းသွားနာမာဆယ်ပိမ့်ပြောပါလက်ပြကြောပြီဆိုဘက်ပေါ့ဘက်မာဆယ်ပိမ့်ဖြစ်သွားအဲ့ကြတော့ဘာလုပ်မလဲဆိုတော့ဒီခြေချင်းခွက်ပေါ့ဒီခြေချင်းခွက်ကိုသလိုကင်မယ်ကင်ပြီးတော့ဒီဘက်ကိုစောင်းချတာဒီစောင်းစောင်းနာသူ့ကိုပြလို့ဒီစောင်းအဲ့ရလာလက်ပြပြမယ်သမုဒ္ဒရာတကယ်သူ့လေတားကြီးပဲလို့မဖြစ်ဘူးလေတားကြည့်တဲ့ဆဲလေကြည့်တာဟုတ်ပြီတားကြတော့ဒီဟာကို ခြေချင်းကိုကင်မယ်အဲဒီတော့ဒီဟာကိုဒီနားလေးမှာကင်မယ်မဟုတ်ဒီလိုလေးဒါပြီးတော့ဒီဟာကိုတောက်မှချိုးလိုက်တစောင်းအိတ်လိုက်တောက်မှချိုးဘယ်နေရာကိုသွားလဲဘယ်ဆက်ကပြောနောက်ကလက်ပြေလက်ကမှာဘယ်ဆက်ကပြော လက်ပြေရောဒီဘက်ကလက်ပြင်ကိုသွားမှာဒီနေရာကိုထိမှာနော်ပြန်လက်ပြင်ရောအောင့်နေဆိုတဲ့လူတွေကြဒီလိုပုံစံမျိုး ပြန်ပြီးတော့ trimmer အကျော့ရှော့ပေးရတာပေါ့နော်ဟုတ်ပြီဒီဘက်ကိုပြန်ပြောင်းမယ်ဒီကလေးတောက်မှန်လေးချိုးလိုက်လက်ကိုတောက်မှန်လေးချိုးတစောင်းအိတ် ဒီညောက်သွားဒါဆိုဒီညောက်သွားထိမယ်သဘောပေါက်တယ်နော်โอเคရပြီနောက်တစ်မျိုးဆက်ပြမယ်နော်ရပြီအဲ့ဒါနေတော့နောက်တစ်ခုကကြတော့ဗာလဲဒီစုံလာတဲ့လူပဲနောက်စုံလာတဲ့လူကိုပဲတခါထပ်ပြီးတော့ဘယ်လိုပုံစံလျှော့မလဲနော်ဒါဟုတ်ဒီလိုကန်လိုက်မယ်တက်တက်ကိုလေးကိုကန်လိုက်မယ်ခေါင်းလေးမော့မယ်ဒီပုံစံလေးဟုတ်ပြီနော်ဒါလေးကိုဒါလေးကိုဒီလိုဆွဲမယ်ဒီဘက်ကိုဆွဲမြင်လားဒီဘက်ကိုကြည့်ဟုတ်ဒီလိုသွားမယ် ုတ်တယ်နော်ဒီကနားတယ်ဆိုတဲ့လူကိုဒီလိုပုံစံပြန်လျှော့လို့ရတယ်ဒီဘက်ကိုပြန်ကင်မယ်ဟုတ်ပြီတခြားလေးကင်မယ်ဒီဘက်ကိုဆွဲမယ်ဖြည်းဖြည်းလေးဆွဲမြင်းမြင်းဆွဲမယ်စွတ်စွတ်ဆက်ဆက်တင်မလို့အောင်သောပါလားဟုတ်ကဲ့နော်ရတယ်နော်โอเคဒါနောက်တနည်းထပ်ပြမယ်လက်ပြင်တခါထက်အောင်လေဒီလက်ပြင်ကပဲမက်တယ်ဘက်နေရာအောင်လေလက်ပြင်ပေါ့ကွာပြမာလို့ပြောမယ်ဆိုတော့ ဲ့တော့နောက်တနည်းကဘာရှိလဲဆိုတော့ဒီဆရာတို့ဒီခြေောက်ကိုဒီလိုပြောင်းမြန်ကန်လိုက်တယ်ပြောင်းမြန်ကန်ပြီးတော့စောနာလိုပဲနည်းနည်းလေးစောင်းလိုက်မှာအောက်ကိုချလို့မရအောင်နော်လိုလေးပဲလူကလိုနည်းနည်းစောင်းလိုက်မယ်အဲ့ဒါဆိုရင်လက်ပြင်ကိုလက်ပြင်နာတာတက်တာသွားမယ်ဒါပေမဲ့တခုတော့ရှိတော့ဒကြော်တဲတော့မရဘူးလေအဲ့လိုမျိုးဘယ်ညာဘယ်ညာလေးကြော်လုံးမယ်ဆယ်စက္ကန့်ဆယ်စက္ကန့်လေးကြော့လုံးမရ။ဒါပေမဲ့တည့်ရထဲတော့မရဘူးเนาะ။အနည်းဆုံး၃ရက်၄ရက်တော့လုံးမရ။โอเคလာတည့်ရောလား။ ကြည့်တယ်အဲ့မှတ်ထားနော်ကိုကိုလုတ်ကြည့်နော်ဒီခြေတော့မှအဲ့လိုမဟုတ်လေဒီလိုကမ်းမှာအဲအဲ့လိုကမ်းကပ်ပြီးတော့ဆန်းထုတ်လိုက်ပါစိုက်ဒဇောင်းလေးအိတ်လိုက်ဆန်းထုတ်ဒူးဆန်းထုတ်လိုက်ဒဇောင်းအိတ်လိုက်အဲအဲ့လိုလေဟင်းဘယ်သွားလဲခြေတော့ကိုရရတော့ဆန်းကြည့်ပါဦးဆန်းကြည့်ပါဦးဆန်းကြည့်ပါဦးဟင်းလက်ပြုံသွားလားဟုတ်တယ်ဟုတ်တယ်မညာနဲ့နော်မညာဘူးကြာမညာအတိအကျဒူလာတော့ဒူကနေနဲ့ကွေးနေသေးတယ်ဆန်းထုတ်လေလက်ပြုံကိုပို့ထီလေနော်ထုတ်ကြပြန်လို့ဆက်ဆက်ကန်စီပဲနော် အားလုံးက10စက္ကန့်စီပါလေးကြော်တော့အောင်နော်အဲ့ကိုဒူးဆန်းထုတ်လိုက်အောင်ဒဇောင်းအိတ်လိုက်ဒူးဒူးဘေးကဘုတ်ကကောင်းဟင်းဒူးနည်းနည်းဆန်းဒီဘက်ကိုဒီဘက်ကိုဆောင်းဟုတ်ဒီဘက်ကိုဆောင်းလေဟင်းအဲ့လိုဆက်ဆက်ဆောင်းဟင်းအဲ့လိုမျိုးလေးလက်ပြုံသွားလားသွားတယ်သွားတယ်ဟင်းအဲ့ဒါကို10စက္ကန့်ထားမယ်ဆက်ဘက်သဘောပေါက်လားโอเคเนาะအဲ့ဒါကြတော့ဒီဆုံနာတာတို့လက်ပြင်းအောင်နာတို့ အဲ့လိုလူတွေကို ပြန်ပြီးတော့ရကဘာကြီးအကျော့လျှော့တဲ့ပုံစံမျိုးအဲ့ဒါလည်းဖြတ်ထုတ်ဉာဏ်သိဖို့လိုတယ်အဲနော်ဒါနောက်တစ်ခုရှိသေးတယ်ဒီဒီဆုံးဒီဒီအပေါ်ကနာသွားတဲ့လူတွေကိုဘယ်လိုထတ်လျှော့မလဲနော်ဆရာပြမယ်အေဆုံးလက်ကိုတစ်ဆက်နေမယ်တခြားကြည့်မနော်သာရှိတို့ဟောဘီသာတခြားကြည့်ထားမနော်ဟောလက်ကိုတစ်ဆက်ဘယ်လိုဆန့်လိုက်မလဲဒေးလိုက်ဒါပေမဲ့ဒီလူပြက်ကကြည့်ရင်တော့ပိုကောင်းနေရန်ဆိုပိုကောင်းလာပါနော်ဒါနမူနာပြတာအဲ့တော့လက်ဆက်လိုက်မယ်ဒီဘက်ကအကူ လုံးလေးကူလိုက်မယ်တရောင်လေးကိုအပေါ်ထွန်းလိုက်မယ်ဒီတော့ဟာနေတယ်အဲ့ဒါကိုဂျိုင်းနေဒီကောင်နဲ့ထိရဒီဘက်ကကူမရမလားမကူရင်လက်နာသွားမယ်အဲဒါမျိုးလေးထိကြမယ်အဲ့ဒါကို10စက္ကန့်ထားရမယ်10စက္ကန့်ထားရမယ်ပြီးပြီ10စက္ကန့်ပြည့်လောက်ပြီဆိုမှဒီဘက်ကကူရမယ်ပြန်ကူရမယ်ဘာဖြစ်လို့လဲဒါကိုပြန်ထားရမှာကြောင့်မလို့ပြီးလို့ကျဖြည်းဖြည်းလေးရှော်ပြီးတော့ဒီလက်ကိုအောက်ကိုဖြည်းဖြည်းလေးရှာလိုက်မယ်ငြိမ်ငြိမ်လေးနေမယ်အဲဂျိုင်းကြားထဲမှာရှိန်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 နဲ့ဖြစ်လာလိမ့်မယ် အပညာလောက်အောင်တော့ပါလားဗီဒီယိုဖိုင်လေးပြန်ပြန်ကြည့်နော်တင်နှန်းတော့အဲဗီဒီယိုဖိုင်ပြန်မကြည့်ဘာမှတတ်မှာမဟုတ်ဘူးโอเค